ကြည့်ရဖြူဖြူသူရနေနေရမှာမသိဘူးယော့ဒီမှာ ferrovit ferrovit ဟာတန်တက် folic acid နဲ့ vitamin b12 တို့အချို့ကျစွာပေါင်းစပ်ပါဝင်ပြီးအလွယ်တကူသေဆောင်သွားနိုင်ပါတယ်သူရနေခြင်းအတွက်အချို့ရောက်ဆုံးတန်တက်အဖြစ်စေ ferrovit mega we care အတွက်အတွက်ဒါရိုက်တာတာဝန်များကိုဒါရိုက်တာတာဝန်များကို အောင်မြင်စွာဆောင်ရွက်ပါအောင်မြင်စွာဆောင်ရွက်ပါမြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများနဲ့သက်ဆိုင်သောကုမ္ပဏီလီမိတက်ရဲ့တတိယအကြိမ်အစုရှယ်ယာရှင်များအထွေထွေအစည်းအဝေးအခမ်းအနားကိုမတ်လ14ရက်နေ့ကအေရှာပလာဇာမှာပြုလုပ်ကျင်းပခဲ့ပါတယ်။မြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများနဲ့သက်ဆိုင်သောကုမ္ပဏီလီမိတက်တတိယအကြိမ်အစုရှယ်ယာရှင်တွေရဲ့အထွေထွေအစည်းအဝေးမှာတော့ဥက္ကဋ္ဌဦးစုံမိုးအကြံပေးပုဂ္ဂိုလ်ဦးကျော်ညိုစီမံကိန်းကော်မတီဒါရိုက်တာဦးလွင်မိုး Executive Director ဦးတင်မဝင်းရုပ်ရှင်ဥက္ကဋ္ဌဦးလူမင်း စတဲ့ရှယ်ယာရှင်များနဲ့အမှုပညာရှင်တချို့တက်ရောက်ခဲ့ပါတယ်။ဒီအများပိုင်ကော်မတီရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုသုံးပုံတစ်ပုံနှုတ်ထွက်ခြင်းနဲ့အသစ်ရွေးချယ်တင်မြှောက်ခြင်းတွေကိုပြုလုပ်ခဲ့ရမှာဥက္ကဋ္ဌဦးဆုံးမွနေရာကိုတော့မင်းသားလွင်မိုးကတာဝန်လွှဲယူခဲ့ပြီးအခြားအတွင်းရေးမှုနဲ့ MD တွေကိုလည်းအသစ်ရွေးချယ်ခဲ့ပါတယ်။မြမရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများနဲ့သက်ဆိုင်သောကော်မတီအနေနဲ့အစည်းအဝေးကျင်းပလာတာ၃နှစ်သက်တိုက်ရှိနေပေမဲ့အောင်မြင်မှုအတွက်ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရလဲ။ အများပိုင်မှာထည့်ထားတဲ့တသောအနေစားပြီးသသိနေသိမ့်ပါတဲ့လူတွေဒီမှာခေါင်းဆောင်ခေါင်းရွက်လုပ်တဲ့လူတွေစိတ်ထားလေးတွေကိုတော့သိစေချင်တယ်အဲ့ဒီလိုပဲသက်ဆိုင်နိုင်ငံတော်အစိုးရပိုင်းလည်းသိစေချင်တယ်နော်ဟိုဝန်ကြီးဌာနလည်းသိစေချင်တယ်သိတဲ့အခါမှာဘလို့ပံ့ပိုးမလဲကြဆုံးတော့သိလဲရင်ဘလို့ထူမလဲလဲတဲ့လူကိုဘလို့ထူရမလဲပွေချီရမှာလားလက်ကလေးပဲလှမ်းလှမ်းလိုက်မှာလားနော်ဒါမှမဟုတ်ကထန်းစင်နေပဲတည့်မှာလားကြည့်လိုက်လေဒါကဘသူကလောက်အောင်ခေတ်ဆက်ဆံမှာအစိုးရတာပေါ့ဘလို့ အချီကြီးဆိုးဆိုးဆိုးကြင်လောက်ဆိုးခေါင်းအောင်ကြိုးစားလုပ်မှာတောင်ဆုံးမှုတို့ရဲ့စိတ်ဓာတ်ပဲ။နော်ချိနေတဲ့လူအားလုံးဒီဘုဒ္ဓဒေတာအားလုံးကလည်းဒီစိတ်ပဲမွေးဒီလုပ်ငန်းကြီးဘလို့အောင်မြောင်လုပ်ကြမလဲဘလို့ဆက်ချီတက်မလဲစိတ်ရှိစိတ်ဓာတ်ကြတာလုံးဝမရှိဘူး။အရှုံးပေါ်တာမဟုတ်ဘူးအမြနင်းနေတယ်ခွဲဝေမှုပေးခြင်းရတာနဲ့ပေးလို့မရဘူး။အဲ့ဒါပါမြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများနဲ့ဆိုင်သောကုမ္ပဏီမှပါဝင်သူတွေအားလုံးဟာ ဘသူကားမှကိုကျိုးစီးပွားရှာတာမဟုတ်ပဲရုပ်ရှင်လောကဖွင့်မျိုးအောင်လှုပ်ဆောင်ကြတာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုကြိုးစားလှုပ်ဆောင်တဲ့ကြားကပဲအာဏာချက်တွေရှိနေသေးတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ် အဓိကပါဝင်ဖွဲ့စည်းထားတဲ့ founder စီအားလုံးကကိုတို့ပါဝင်ပေါ့ဒီ company ကိုထူထောင်ကြရတယ်ဆိုတာဒီပါဝင်တဲ့သူတွေအားလုံးကိုကျိုးစည်းဝါတယောက်မှမပွားကြဘူးနာမည်ကရုပ်ရှင်တော်ကဖွံ့ဖြိုးတိုးတက်ရေးအများပိုင်း company limited လို့ပေးထားတာနဲ့အညီရုပ်ရှင်တော်ကဖွံ့ဖြိုးတိုးတက်စေမယ့်ကိစ္စရပ်တွေကိုပဲဆောင်ရွက်ဖို့ဖြစ်ပါတယ်သို့တော်လည်းဒီနေ့ဒီချိန်ထိဒီ company ကလိုအပ်ချက်တွေအားနည်းချက်တွေများစွာရှိနေသေးတယ်အားနည်းချက်တွေရှိနေသေးတယ်ဆိုတာကဒီလောကသားတွေကရိုးရိုး ုံကြီးကြီးပူပေါင်းပါဝင်လာမှု အားနေသည်လို့ဖြစ်ပါတယ်။ဒါမဲ့လည်းဒီကုမ္ပဏီကြီး အောင်မြင်အောင်တော့ပါဝင်သူတွေအားလုံးရောဒီအစုရှယ်ယာဝန်တွေအားလုံးအတွက်ကောလောကအတွက်ကောအားလုံးကတော့ပါဝင်သူတွေအားလုံးကတော့ဆက်ပြီးကြိုးစားနေကြမှာပါ။